ားလုံးပဲမင်္ဂလာပါရှင်။အဲကျမဒီနေ့တော့ကျမတို့ညဘက်အိတ်ရင်ဘယ်ဘက်ကိုစောင်းအိတ်ချင်းရဲ့ကျမ်းမာရေးအကျိုးကျေးဇူးတွေပြပြချင်ပါတယ်။အိတ်ရင် ိတ်တာအနာယူတာကဒီလူသားတယောက်ရဲ့အကျမ်းမရဲ့အတွက်မရှိမဖြစ်လိုအပ်တယ်လို့မျိုးအိတ်တဲ့နေရာအိတ်တဲ့ position မှန်မယ်ဆိုလို့ရှိရင်လည်းကုခန္ဓာရဲ့အကျမ်းမရဲ့အတွက်အရန်အထောက်အကူပြုပါတယ်တကယ်လို့မှားသွားမယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့အကျမ်းမရဲ့ကိုများစွာထိခိုက်မှုရှိပါတယ်အထူးသဖြင့်ကျမတို့ညာဘက်အိတ်တဲ့အချိန်မှာဘယ်ဘက်ကိုစောင်းအိတ်ခြင်းကိုအကျမ်းမရဲ့ပညာရှိတွေကအကျိုးအများကြီးရှိတယ်လို့အကြံပြုထားပါတယ်ပထမအဆင့်အနေနဲ့အုံနောက်နဲ့အစိတ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ညဘက်အိတ်တဲ့ချိန်မှာအုံနောက်ထဲမှာ ရှိတဲ့အငြိအကြီးဖယ်ရှားစနစ်ကအလုံးလုံးတယ်လို့သိရပါတယ်။ဒီစနစ်ကအုံနောက်မှာအကျိုးဆက်မလိုလားအပ်တဲ့ဓာတ်ရုပ်အငြိအကြီးတွေကိုသွေးနဲ့အတူဖယ်ထုတ်ပေးပါတယ်။ဘယ်ဘက်ကိုစောင်းအိတ်ချင်ဟာအုံနောက်ရဲ့ဘဝစနစ်ကိုပုံမကောင်းမှုစီပြီးတော့လေပတ်စီတယ်။နောက်အလုံးအရေးကြီးရဲ့အုံနောက်ကျန်းမာရေးကိုလည်းကာကွယ်မှုပေးပါတယ်။ နောက်တစ်ချက်ကတော့နှလုံးရဲ့ကျန်းမာရေးပါနှလုံးဟာခန္ဓာကိုယ်ရဲ့ဘယ်ဘက်မှာတည်ရှိရတဲ့အတွက်ကြောင့်မလို့ဘယ်ဘက်ကိုစောင့်အခြင်းအားသွေးလည်ပတ်မှုကိုလွယ်ကူစေပါတယ်အထူးသဖြင့်နှလုံးရောဂါရှိတဲ့သူတွေအတွက်နှလုံးအပေါ်ဖိအားကိုရောနှဲစေပြီးတော့သွေးလည်ပတ်မှုကိုပုံမကောင်းမှုစေပါတယ် သွေးပေါင်ချိန်တက်တာနှလုံးအလွန်အလုံးမလုံးတာစတဲ့အခြေအနေကိုလည်းကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။နောက်အစာချေစနစ်ပါ အစာအိမ်ကစတင်တဲ့အစာတွေကဥသိမ်ရနေတဆင်ဥကြီးစီကိုလမ်းကြောင်းအတိုင်းပဲဆင်းသွားပါတယ်။ဘယ်ဘက်ကိုစောင့်အိပ်ခြင်းဟာအစာနဲ့အညစ်အကြေးတွေကိုလွယ်ကူစွာကျမတို့တွေရဲ့ဥကြီးစီကိုရအောင်လို့ကူညီပေးပါတယ်။ဒီအကျိုးဆက်ကြောင့်ဝမ်းပိုက်မှာစိတ်အတောက်တွေညှော်နေပြီးတော့ဝမ်းသွားတာကောင်းပါတယ်။ရင်ပူဝေဒနာပျောက်ကင်းတဲ့စတဲ့အကျိုးကျေးဇူးတွေရပါတယ်။ နောက်တစ်ခုကအသည်းအတွက်လည်းအလွန်အထောက်အကူပြုပါတယ်။အသည်းကကျမတို့ခန္ဓာကိုယ်ရဲ့ညာဘက်မှာတည်ရှိတဲ့အတွက်ကြောင့်မလို့ညာဘက်ကိုစောင့်အိပ်ခြင်းကအသည်းပေါ်ကိုအလွန်အကျိုးဆိုးဖြစ်စေပါတယ်။ တကယ်လို့ဘေဘက်ကိုစောင်းအိမ်မယ်ဆိုရင်အသေးပုံကိုဖိအားယွန်နေစီပြီးတော့အသေးရဲ့အစိတ်အတစီမံထုတ်လုပ်ပေးနိုင်မှုကိုကောက်မှုစီပါတယ်။နောက်တစ်ချက်ကတော့အသက်ရှူလမ်းကြောင်းပါ။ဘေဘက်ကိုစောင်းအိမ်ခြင်းကအသက်ရှူလမ်းကြောင်းကိုအဆင်ပြေစေပြီးတော့အဆုံထဲကိုလေဝင်လေထွက်ပုံမကောက်မှုစီပါတယ်။အသက်ရှူမဝတာညာအိမ်ချိန်မှာအဆင်မပြေတဲ့သူတွေအတွက်ကိုတတ်တာမှုပေးနိုင်ပါတယ်။နောက်ကိုဝင်ဆောင်မိခင်တွေပါ။ကိုဝင်ဆောင်မိခင်တွေအတွက်တအိမ်ပေါ်သွေးလည်ပတ်မှုတိုးစီပြီးတော့ကလေး အတွက်သွေးထိန်ပင်းမှုအကောင်းဆုံးစီပါတယ်။ဒါကြောင့်မို့လို့တက်အိမ်ထဲမှာရှိတဲ့ကလေးအတွက်ကျန်းမာရေးအကျိုးကျေးဇူးအများကြီးရစေပါတယ်။တတိပြုဖို့အချက်တည်းကတော့အမြဲတမ်းဘဲဘက်ပဲကိုကဆောက်ဆောက်ပြီးတော့မအိပ်ပါနဲ့တခါတလေခန္ဓာကိုအဆင်ပြေအောင်လို့ညာဘက်လေးကိုနည်းနည်းလှည့်အိပ်ပေးဖို့လိုပါတယ်။ဒါပေမဲ့ပုံမှန်ဆိုလို့ရှိရင်တော့ ဘယ်ဘက်မှာစောင်းပြီးတော့အိတ်မယ်ဆိုတာကအကျိုးကျေးဇူးတွေအများကြီးရှိစေမှာပဲဖြစ်ပါတယ်။အဓိကအားဖြင့်တော့ညာဘက်ကိုအရန်အားပြုပါနဲ့ဘယ်ဘက်ကိုပဲအားပြုပြီးတော့အိတ်ပါ။နောက်အလုံးအချင်းကြမြင့်စွာနဲ့တစ်ဖက်တည်းအိတ်မယ်ဆိုရင်တော့ကျမတို့လည်းပင်နားရဲယောဂါတွေဖြစ်တတ်တဲ့အတွက်ကြောင့်မလို့အာမျှတအောင်တော့အိတ်ပေးပါဒါပေမဲ့အဓိကအသတိပြုရမှာကတော့ဘယ်ဘက်ကို အလေးပေးပြီးတော့အိတ်ပေးဖို့အကြံပေးချင်ပါတယ်ရှင်။